မြတ်ចောင်းသူတွေကိစ္စကအဲတကယ်အားရကျင်းတဲ့ဆရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေမဟုတ်ဘူးမြောင်းမြတ်မျိုးစုမျိုးသားတွေကပါအဲဒီအမကចောင်းရှင်းမှာသွားပြီးတော့နင်းလာတဲ့သူဘက်ကနေရက်တီပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့ အားလုံးမွေးမင်္ဂလာပါမွေးချန်နယ်လေးရင်ကြိုဆိုလိုက်ပါတယ်မုတ်တီနေတက်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့အရင်လက်အရေးကြီးတဲ့လိုင်းပေါ်မှာလည်းကြရထနေကြတယ်မြောင်မြအထက်ခ6ကကျောင်းသူတွေအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်မြောင်မြသူမြောင်မြသားတွေကနေပြီးတော့ဒီစာတင်ကျောင်းရှိမှာတွားပြီးဆန္ဒပြနေတဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုတာသိရအောင်မွေးဗီဒီယိုလေးကိုစောက်ထိလက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခဲ့ပါရှင့်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် ားလုံးမျိုးတွေမင်္ဂလာပါအဲဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြအကြောင်းလေးကိစ္စကအဲတကယ်အားရကျေနပ်စရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစုမျိုးသားတွေကပါအဲဒီအမကအကြောင်းရှိမှသွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကို ဝန်ကူညီဆောင်ရွက်ပေးနေကြပြီအဲကျွန်တော်လည်းကိုချင်းစာတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဒေါသလေးတစ်ခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သိပြလိုက်တာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတွေတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိကျွန်တော်တွားဖို့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီး မနေ့ကညကတော့ကျွန်တော်တို့မြောင်းများဆင်းဖို့အစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲတော့မှာအဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆီမှာငွေကြီးရေအကူအညီမယူဘူးအဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော်လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့အကူအညီလုဆောင်ပေးမှာနင့်နာဒီဘက်ကနေပြီးတော့ရန်သွားပြီးမှရန်သွားပြီးမှမဟုတ်ဘူးနော်အဲကျွန်တော်လိုအပ်ရင်လည်းအဲလက်ရှိကျူးလူတွေကာယကံရှင်တွေကိုကျွန်တော်အညီညွတ်မြစ်တက်ရက်ခံပြီးတောင်းပါမယ် နေလာတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချင်းလေးပြန်လဲပြီးတော့ငကိုတိုင်းဖြစ်ဖို့ရဲ့သူများဒန်းတူညီတူသွားလာနေထိုင်နိုင်ဖို့အတွက်သူစိတ်တွေခွန်အားချီးဖို့လိုတယ်အရင်အချိန်တွေတခုပြန်ရောက်ဖို့လိုတယ်အဲ့ဒီအတွက်လေးသွားမှာအဲနောက်ဆုံးညလို့အဲ့လိုရှိရင် sorry အခုရရရင်ကျွန်တော်ရာဇဝင်မှုတွေကျွန်တော် တကယ်လို့ဗောနော်အဲ့ဘက်ကအခြေအနေမထူးဘူးဆိုရင်တော့ကျွန်တော်တကယ်သွားမှာပါအဲကျွန်တော်တကယ်ကြည့်နေတယ်ကျွန်တော်သွားဖို့လည်းကျွန်တော်ထူးဆန်းထားတယ်ပြောဆိုထားတယ်အဲကျွန်တော်လည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူလူရင်ပြောပါတို့ဝေးကြီးသူလူပြောပါတို့လူပြောထားတဲ့အကိုရင်မတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အားကြီးလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တဲ့လောက်အဲကျွန်တော်သွားမှာပါနော်ဒါပေမဲ့ဒီနေ့မနေ့တော့မြေရတွေ့ရတာဒီတကယ်အားရကြတဲ့လူတွေကတကယ်အားရခြင်းနဲ့ဆရာပါ ဟိုဝမ်းတာနေတယ်ဆိုတာထက်ဖြစ်သင့်ဖြစ်လိုက်တာကိုမြင်ရလို့ကျင်းနေမိတာပါအဲကျူးလွန်တဲ့မိဘတွေလည်းအဲဒီပြဿနာကိုသိမြင်နေရတဲ့အတွက်သူတို့လည်းသူတို့တာသမီကိုသူတို့တောင်းဝန်ယူပြီးတော့ဝိုင်းဝန်းပူပေါင်းကူညီဖြည့်ရှင်းပေးမယ်လို့ထင်ပါတယ်အဲ့လိုမျှော်လင့်ထားပါတယ်အဲ့လိုဖြစ်နိုင်တော့တကယ်ပဲဒီကိစ္စလေးရတာအေးစစ်စစ်နဲ့ပြီးစီးသွားမှာပါအဲ့ဒါဆိုရင်ဘာမှလည်းတရားတော်အမုန်းပွားကြလို့မရှိတော့ပါဘူးအဲတခုတ် ကျောင်းသားတွေကကျွန်တော်တို့ရဲ့သားသမီးတွေဒူဒူမအွယ်တွေကဟိုအနည်းငယ်ကြောင်းမှာတော့ဗောနိုင်းပေါ်နေပြီးတော့အဲ့ဒါတွေဟိုဘောမမတ်ရရိုင်းနေညင်းညင်းညံ့နေမမှန်းဘူးမတုတ်ပြန်ဘူးဗောနော်ဘောသားတော့ဖတ်နေကြတော့အကုန်လုံးပဲလေအားဒီတော့ကျွန်တော်အနည်းငယ်မြေတိုင်းကတောင်းပါပါတယ်ဗျာတကယ်လို့ဘောဘာမှမထူးဘူးအဲဒီတိုင်းပဲဆိုရင်တော့ရောင်းရအခုရောင်းရကဒီနေ့လည်းကျွန်တော်အဆက်ရရပြီဒီတိုင်းပဲဆိုရင်တော့ကျွန်တော် ်ရောင်းမြတ်ထီရောင်းသွားပါမယ်ဗျအဲဒီကိစ္စကိုဘလို့ခေါမလဲကျွန်တော်အားနေကျွန်တော်ကျွန်တော်ကိုယ်တိုင်ညာတော့ရှိသလောက်ကျွန်တော်ပြည်လာပါဗျအဲဒီအားလေးကိုနော်အားလုံးပဲကျေးဇူးတင်ပါတယ်လို့ဝိုင်းလေဆူတော်မှုကြပါအောင်လို့နော် Hello မင်္ဂလာပါ ဒီရက်ဒီမှာတခြားထူးထူးတော့မရှိဘူးစိတ်ထဲမှာကုတ္တတိဘလို့ခေါ်မလဲမပြီးဆုံးသေးတာပေါ့မတင်မကြဖြစ်နေတာမျိုးရှိနေသေးတယ်အဲ့ကိစ္စပြီးတဲ့အထိတော့ပြောမှာတော့ကျန်တော့မဟုတ်ဘူးနောက်တစ်ထပ်တည်ရတာလေးတွေရှိတယ်ကျွန်တော်မှကျွန်တော် post မှာလာပြီးတော့ man နေမှာလာရေးထားတာရှိတယ်အကိုရေးဒါလေးကတော့ဒီလိုရှိတယ်ဟိုလိုရှိတယ်ဘောနော်လက်ခံတယ်ကျွန်တော်ကလေဒီပြဿနာရဲ့အစအစမြစ်ကို အဲတိတိကျကျရှိတဲ့တိတဲ့လူလည်းရှင်းရှင်းပဲဗောလေနင်းမယ်ဒါတော့သိကြတယ်ဒါမှကျွန်တော်ဆိုလိုချင်တာကဒီပြဿနာအဲ့ဒီအခြေအနေထိရောက်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ဝန်ခံတယ်မသိဘူးဒို့ပေမဲ့ကျွန်တော်ပြောနေတာကျွန်တော်ပြောနေရတဲ့အကြောင်းရင်းကလူမြင်ဝဲမှာအုပ်စုဖွဲ့ပြီးရိုက်နှက်တယ်ပြီးတော့လူမြင်ဝဲမှာဘယ် တက်တူရွယ်တူချင်းအတူတူကျောင်းစင်းယူနီဖောင်းတွေဝတ်ထားတာချင်းအတူတူထိုင်ပြီးတော့ကြောက်ခိုင်းနေအဲ့ဒါအနိုင်လူချင်းစိတ်တစ်ခုနဲ့တက်တက်လှုပ်လာအခုတချို့ကပြောရမှာနော်ဒီကိစ္စတွေ့ရတဲ့အကြောင်းရင်းကအရိုက်ခဲတဲ့ကောင်မလေးကရိုက်တဲ့ကောင်မလေးတွေအုပ်စုကိုဟိုဘောနော်ဟိုမျိုးအကြောင်းညာဒီလိုမျိုးအကြောင်းညာကိစ္စကိုမျိုးမျိုးဘောနော်အဲအခုခေတ်မှာလည်းအဲ့ဒီကတော်တော်များများလုပ်ဟို ခုခေတ်မှာတော်တော်များများအဲ့လိုပြည်ထောင်နေဖြစ်နေကြတော့ပဲဟောဘောနော်ဘူတိုရှော့တွေနဲ့ဆက်ကရင်ရှော့တွေအပိုင်းညာတွေအဲ့မျိုးဘောနော်ဟုတ်တန်းတရားတွေတင်လို့ပါရေးလို့ပါအခုလိုပြည်ထောင်ဖြစ်တာပါအဲ့အဲ့တော့လက်ခံတယ်မားတဲ့မှန်တယ်မမှန်ဘူးမသိဘူးနော်မပြောသေးဘူးအဲနောက်တစ်ခုကျတော့လေဒီကာကရှင်ရိုက်ခဲ့တဲ့ကောင်မလေးကအဒီကာကရှင်ရိုက်ခဲ့တဲ့ကောင်မလေးကသူ့ရဲ့ဖုန်းနဲ့သူမင်းကယူပြီးတော့ဒီလိုကိစ္စတွေလုပ်လိုက်တာပါဆိုတော့လေအဲပြောရတယ်ဒါအမှားလားမှန်လား ျွန်တော်ကိုယ်တိုင်မသိသေးပါဘူးဒါပေမဲ့ကျွန်တော်အခုဖြစ်နေတာကကျွန်တော်ပြောကြည့်နေတာကအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ဗီဒီယိုဖိုင်ကအဲတနိုင်ငံလုံးကြီးမြန်မာနိုင်ငံလုံးအပြည့်ကိုတပြည့်နိုင်ငံလူတွေပါဒါကိုကြည့်ပြီးသွားကြပြီအဲ့ဒါကိုပြောကြည့်လားအခုအကြောင်းအရာမှာတော့ကျွန်တော်ကပြစ်တရရခံတာပေါ့ဘာလဲဆိုတော့ကျူးလို့ ਨੇ ကာကန်ရှင်ရဲ့ မိဘညီကိုမောင်နှမတွေကိုကျွန်တော်ဒီနေရာကနေပြီးတော့မြင့်တာရက်ခံတာပါအဲ့ဒီနေရာမှာအကိုတို့ရဲ့တမီးလေးသာဆိုရင်အကိုတို့တမီးလေးဘောကိုအကျွန်းုံခိုင်းတဲ့ကောင်မလေးဖားရှင်ရှိမယ်တော့ကိုအဲ့အမှားအတွက်ကတကယ်တော့အကိုတို့စီစဉ်ဆောင်ရွက်လို့ရမှာဗျာပုံမလေးလေးပြောပါတော့ဗောနော်အကိုတို့အနေနဲ့ဗောနော်အခုအကိုတမီးအကိုကျွန်းုံနဲ့ကောင်မလေးတွေတင်လိုက်တဲ့ဗီဒီယိုဖိုင်ကြောင့်ပဲ အခုမိသားစုနဲ့ပတ်သက်တဲ့ဒီသားမီးတွေပြောဆိုနေတာတွေရှုံ့ဆော့ဝေဖန်နေကြတယ်ဒါရိုက်လည်းကိုလူမြင်ပါပဲအဲ့တော့အကိုတို့အနေနဲ့ဗျာမိဖဆိုတဲ့စကလုံးနှလုံးအင်မတန်မတမူးကြီးတယ်ကိုယ်တောင်းဝင်လဲလေးလံတယ်အဲ့ဒီအဟာပေါ်မှာပီပီပီမြေလေးဖြစ်အောင်လို့ကျွန်တော်ကဒီနေရာကြီးအနူးညွမြစ်တိုင်းခါမှာတောင်းပန်တာပါအကိုတို့ထွက်ပြီးဖြည့်ရှင်းပေးလိုက်ပါအခုလိုမျိုးလူသိရှင်ညာ အကိုတို့သွားပြီးတော့ထိုင်ရှိခိုးပါအကိုသမီးတို့ထိုင်ရှိခိုးခိုင်းမှလို့ကျွန်တော်မရည်ညူးဘူးအဲ့လိုကြီးလည်းမလို့ဘူးလူသားဆံမှုပြောတာကျွန်တော်ပြောတာဟလာမှားသွားပြီအခုဖြစ်ရကတော့အကိုအမြင်ပိုင်းအမြင်နဲ့မှားသွားပြီအဲ့ဒီအမှားတော့ကိုအကိုသားသမီးလေးကိုတောင်းဝန်ယူခိုင်းပါအကိုတို့ကလည်းမိဘဆိုတဲ့တောင်းဝန်ကျေးမှုမှာမနေ့မင်းနဲ့ပါဆိုင်လို့လေကျွန်တော်မေးရင်ကျွန်တော်အဖြစ်စရာ အဖြေတစ်ခုပဲရှိတယ်ဘာမှမဆိုင်ပါဘူးဘာမှလည်းမတော်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်ရင်ကိုနဲ့ဘာမှမတော်ဆန့်ရင်ဘာမှမပတ်သက်ရင်ကြည်နေကြကြီးဆိုရင်ကြည်နေကြမယ်ဆိုရင်ကျွန်တော်ကအဲ့လိုလူတွေကိုလူလို့မတတ်မှတ်ပါဘူးတကယ်ပြောတာပါလား ကျွန်တော်စိတ်ထဲမှာအဲကျွန်တော်ထက်တူခံစားနေရတာမြင်အမြင်တူတဲ့လူတွေခံစားရတဲ့လူတွေလည်းရှိတယ်အဲဘလို့ကောင်းလဲကိုရဲ့အခုလူဆိုလိုချင်တာဒီကိစ္စကဖြစ်ဖြစ်သွားတဲ့ကိစ္စတကူကလူမြင်လုံးဝမသိတော့ဘူးစိတ်ခံစားချက်တွေပေါက်ကွဲစေတယ်ဒေါသတွေဖြစ်စေတယ်အဲ့လောက်ဒီအချိန်ဟုန်ကြီးသွားစေတယ်ကအဲအဲ့ကိစ္စရတဲ့ကိုပြေလျောင်ဖြေရှင်းဖို့အတွက် နီးလည်းမရှိတာမဟုတ်ဘူးကိုနီးလည်းဒီမှာအများကြီးပဲအကိုတို့ဘက်ကမဖြေရှင်းတာအဲ့လိုထွက်ဖြေရှင်းတဲ့လူကိုတိတ်ခါကြာသွားမယ်ထင်လို့တော့တိတ်ခါမကြာပါဘူးကိုရုမိသားစုကနော်တိတ်ခါမကြာပါဘူးတခုအခုအကျွတ်လုံခံတဲ့ကောင်းပါလေးဘက်ကလည်းကျွန်တော်တကယ်အံ့ဩမိတယ်ဗျာအခုချိန်ထိဗျာတချို့ပြောတာဒါမနစ်ကပါဟိုနစ်ကပါဒါရီထောင်းအခုမှတွေ့လာတာကျွန်တော်အခုမှတွေ့တာအဲ့ဒီခလေးမရဲ့မိဘတွေကရော ဒါမသိလို့နော်တကယ်မရှိဘူးလားရှိနေတာနဲ့ရေငုံနှုတ်ပိတ်နေနေနိုင်တာလားခန္ဒီပါရမီပဲရမ်းပြည့်စုံနေတာလားဒါမှမဟုတ်အခုတချို့ကလည်းပြောကြတယ်ဗျာအကျူးလို့နဲ့ကောင်းမလေးအဖေတွေကအတိုင်းဝိုင်းအားဘာညာတွေပေါ့ဘလူတွေပါတာကြီးအဲ့ဝယ်လို့ရတယ်ဘယ်လိုတွေပါလာပြီအများကြီးဝယ်ပေါ့ ညောင်းမြချင်းချင်းလေးပါဘာကြီးတဲ့ညာကြီးတဲ့ဘာကြီးတဲ့ညာကြီးတဲ့လေအများကြီးပဲဒီမှာဝယ်ဝယ်လို့ရပေါ့ထုံနေတာပဲမဆိုင်ပါဘူးအဲ့ဒါဒီနေနေလာသူဘက်ကအတိုင်းဝိုင်းဒီကောင်မတရားမှမရှိဘူးဆိုရင်လည်းပြောပြောအခုလိုမျိုးတွေကျွန်တော်ဒီလိုဗီဒီယိုတွေတင်လို့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေလည်းအဲကျွန်တော်မိသားစုတွေကလည်းပြောတယ်ကျွန်တော်လည်းပတ်သက်ရင်းနှီးတဲ့ငွေကြေးပေါင်းဒီမိတ်ဆွေကျွန်တော်ဆရာသမားတွေဒီကလည်းတားတယ်ဒါမှကျွန်တော်မနေနိုင်တာနေလို့မရတာကျွန်တော်တလားတကယ်ဘာမှမဟုတ်တဲ့ပြဿနာလို့တွတ်ထားလို့မရဘူးနော် ကျွန်တော်ပြောချင်တာအဲဒါပေမဲ့ထွက်ဖြေရှင်းလိုက်ရင်ခန္ဓာလေးအတွင်းမှာပြီးတော့မှာအဲအကြောင်းကျူးချင်းချင်းပဲတမျိုးတည်းတစ်ကြောင်းတည်းတခါတည်းတော့ဖြစ်နေဦးမယ်တငယ်ချင်းတွေပဲဒီလိုပဲတောင်းနေအောင်ငယ်ပဲဒီပြည့်အတွက်ကိုလိုရကမှားလားမှန်လားမသိလို့လှုပ်လိုက်ကြတဲ့ကိစ္စတွေပဲဒါတွေကိုနှစ်ဦးနှစ်ဘက်မျက်နှာချင်းဆိုင်ပြီး အဲဘီနာမှာအကြီးကြီးတွေခေါ်ထားပြီးတောင်ရှိတဲ့လူတွေခေါ်ထားပြီးဘသူဘသူဘက်မှမနစ်နာအောင်ဘသူဘသူဘက်မှဖမ်းမလိုက်ဖဲနဲ့ဘသူကတော့ဘာမို့လို့ဘသူကတော့ညာမို့လို့ဆိုပြီးဘလို့ခေါ်မလဲအားတဲ့သူနင်းချေပြီးအာကြီးသူကိုထိုးမမြောက်ဖဲနဲ့ညီနိုင်ဆောင်ရွက်ပြီးပူပေါင်းဖြည့်ရှင်းလိုက်ရင် ဒီဒီဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဒေါသတွေလိတ်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 ထွက်ပြီးပေါက်ကွဲနေတဲ့လူများစုစိတ်ကျနေဖို့အတွက်ရည်ဝယ်ပြီးပြောတာမဟုတ်ဘူးကိုဖြစ်တဲ့ကိစ္စကိုကိုကိုတိုင်းပဲဖြေရှင်းရမှာပဲ။ ဲ့လိုလေးဖြစ်ရှင်းလိုက်ရင်ပြီးသွားမှာပါပြီးသွားမှာပါအခုကြည့်နင်းလာတဲ့ကလေးမလေးကចောင်းမတက်နိုင်ဘူးចောင်းတော့ဘယ်မှာတော့ဘောဘယ်တည်းရမလဲရှက်စိတ်လေးတင်ငယ်စိတ်လေးအားငယ်စိတ်လေးတခုပြောမလို့ဒေါသထတာအဲ့မှာဟိုကမိမစ်ဖာမစီပေါ့လို့ပဲသာဗြန်ဗရာဆိုင်ငယ်နှစီးလာမှသူတွေ့လိုက်သေးတယ်ပရမတ်ဇီးကနီးတယ်ပြန်ကိုွေသွားတယ်နောက်တော့ဝင်လာတဲ့ကလေးတစ်စီးကိုပါ ကလေးတစ်စီးကလည်းပြန်ထပ်ပွေသွားတယ်အာယောက်ျားလေးကြီးပဲနှစ်ကောင်လုံးအေးတော်ပြီဘာဖြစ်နေကြပြတယ်ဗောနော်ဟောဝင်ပြန်ပြေးလိုက်ကြီးတကယ်ပါတကယ်အဲ့ဘုံတွေလေးသာချီကျူးဂုံပြူလိုက်တယ်တက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 ယ်ပဲအဲ့ဒီဟာနဲ့အဲ့ဒီကိစ္စမှာနော်အတူတူပေါင်းဝင်ပူးပေါင်းဆောင်ရွက်တဲ့ဒူတွေအကုန်လုံး အဲနေလာတဲ့သူဘက်ကိုတနာစိတ်ကလေးနည်းနည်းမှမဝင်မိတာဗျအန်အော်လို့သူကတက်ညီလဲညီလော်တာခတ်တာဗောနော်အဖွဲစည်းနဲ့အဖွဲလိုက်ဗောတက်ညီလဲညီလော်တာခတ်တာလေးပြိုင်ဘွဲပဲကောင်းတယ်နော်အရန်ပဲရိုက်ချင်နေတယ်ဆိုရင်ကောက်ကွင်းရုံသွားနော်ဓမ္မမုံရင်ပလာတာဆိုင်ရုံသွားအမရိုက်လို့ရတယ်တက်လာညာရိုက်ချင်တယ် ဘေးကနေဗီဒီယိုရိုက်ပေးတဲ့ကင်မရာမန်အထီးလာမှာတော့မသိဘူးဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီမြောင်မြအကြောင်းသူလေးကိစ္စကတော့တည်င်းကောင်းလို့လည်းပြောရမယ်ပေါ့နော်မြောင်မြကမြို့သူမြို့သားတကနေပြီးတော့ကြောင်းရှင်မှာသွားပြီးတော့ဆန္ဒထုတ်ဖော်နေတာပဲဖြစ်ပါတယ် တကယ်ဥမာလေးစားစရာကောင်းတဲ့မိဖတွေလို့လည်းပြောလို့ရမယ်ပေါ့နော်ချစ်တဲ့အမျိုးတွေရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးအမျိုးတွေထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးကအမကောမန့်လေးရေးကပ်ပြီးရပါရဲ့ရှင့်ဒီဥလေးဆိုလို့ရှိရင်လည်းတာသမီချင်းကိုချင်းစာလို့ပေါ့နော်ဒီမြောင်းမြကိုဆင်းပြီးတော့တော့ရကူညီမယ်လို့လည်းပြောနေရချစ်ပြီးတော့လည်းဝမ်းသာပီတိဖြစ်ရပါတယ်ဒီအမှုလည်းအများဆုံးပေါ်ပေါက်ပါစေလို့ဆုတောင်းလိုက်ပါရဲ့ရှင့်နောက်ထပ်လည်းမုဆလီတဲ့နေဟာတပ်ဗီဒီယိုလေးဘုသူတရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတတ်မှာမို့မွေး channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား